ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။လုံးသမျှတာအရာမထင်ဘူးလို့ခန်းစားနေရရင်ဒီပုံမြင်လေးကိုအဆုံးထိနားတော်တာဆင်ခန်းစားကြည့်ပါရှင်။လူတိုင်းဘဝမှာအိမ်မက်တွေကိုလိုက်ဖန်းကြပြီးနဲ့အဆုံးမှာတော့အတွင်းစိတ်ထဲကလက်ဟာနေတဲ့အတိတ်ပဲမင်းနေတဲ့ခန်းစားချက်တာလည်းကြံရက်တက်ကြပါရစေ။ဒီပုံမြင်ကတော့အဲ့ဒီလိုခန်းစားဖို့တို့တိုင်းအတွက်ပါပဲ။ဒါဟာဆက်မှန်တဲ့ပျော်ရွှင်မှုရဲ့တော့ချက်ဖြစ်လာနိုင်ပါရဲ့။ ရခင်းမြင်တွေနဲ့ကြည်လင်တဲ့မြက်တွေကြားကကြေးရွာလေးတရာမှာဒန်နီယယ်ဆိုတဲ့လူငယ်လေးနေထိုင်ပါတယ်။သူဟာစိတ်ဓာတ်ခိုင်မာမှုနဲ့တတ်တည်ရှိမှုအတွက်လူတွေရဲ့လေးစားမှုကိုခံရသူပါ။ဘယ်လောက်ကမဖြစ်နိုင်ဘူးလို့ထင်ရင်ဒန်နီယယ်ကပထမဆုံးရေးရဲကြီးရှေ့စင်းပြီးစိန်ခေါ်မူတိုင်းကိုအရင်ဆိုင်ကစူးစမ်းတတ်သူပါ။ဒါပေမဲ့သူ့အောင်မြင်မှုတွေနောက်မှာမမြင်ရတဲ့ဝန်ထမ်းမှုတစ်ခုရှိနေပါတယ်။သူဘဝဇလန်းမှာတကူပြောင်းနေတယ်လို့မပြေဆုံးသေးတယ်လို့ခန်းစားနေရပြီ ဒီမလာဖြစ်နေတဲ့ခံစားချက်ကပဲသူ့ကိုမပြောမရွှင်ခံစားရစေပါတယ်။ဒီအဖြေကိုရှာဖို့ဒင်းနီယေဟာအီလိုင်ဆိုတဲ့ဉာဏ်ကြီးရှင်ကိုရှာဖွေဖို့ခရီးထွက်လိုက်ပါတယ်။အီလိုင်ဟာတက်တော်အနီကတက်သားအင်္ဂလိပ်မှာနေခဲ့သူဖြစ်ပြီးလူတွေပြောကြတာကသူ့စကားတွေဟာမှန်တစ်ချက်လိုပဲစစ်မှန်တဲ့ကိုကိုကိုပြန်တွေ့စေတယ်တဲ့။တနေ့မလန်ဒင်းနီယေဟာတတိကိုဆိုပြီးအီလိုင်ရဲ့အင်စီသွားပါတယ်။ လီလိုင်းကိုအင်းစိတည်ငိမ့်စွာထိုင်နေတာတွေ့ရပြီးသူ့မျက်လုံးလေးမှာငြိမ်ချမ်းမှုနဲ့နှွေးထွေးကျင်နာမှုကိုတွေ့ရပါတယ်။ဝမ်းနည်းမှုနဲ့ပြည့်နေတဲ့အတန်နဲ့ဒန်နီယယ်ကအဖိုးအီလိုင်းကျွန်တော်အလုပ်ကြိုးစားပါတယ်။ဘာမဆိုဖြစ်အောင်လုပ်ပါတယ်။ဒါပေမဲ့ကြည်နာမှုမရှိဘူး။စစ်မှန်တဲ့ပျော်ရွှင်မှုကိုဘယ်လိုရှာရမလဲလို့ဝန်ခံလိုက်ပါတယ်။အီလိုင်းကဒန်နီယယ်ကိုကြည့်ပြီးပြန်ပြေးတယ်။ငါမင်းကိုကူညီမယ်။ဒါပေမဲ့အရင်ဆုံးမင်းကအတွက်ရိုးရိုးလေးတစ်ခုလုပ်ပေးရမယ်။ သူကအပ်နေတဲ့ရေပုံဟောင်းတစ်လုံးကိုညှို့ပြပြီးဒန်နီယယ်ကိုတပတ်လုံးနေတိုင်းမြစ်ကနေရေအပြေးခတ်ပြီးသူ့ရဲ့တွင်ထဲသွားလာမှုပြောလိုက်တယ်။ဒါပေမဲ့ဒီပုံမှာအကြောင်းရှိတာကိုလည်းမမေ့ဖို့တတိပေးလိုက်တယ်။အန်အော်သွားပြီးမှဒန်နီယယ်ကသဘောတူလိုက်ပါတယ်။နောက်နေ့မနက်ကစပြီးသူဒီတာဝန်ကိုစားလုပ်ပါတယ်။ပုံရင်းနဲ့နေရာအောင်မှာမျက်စီသွားပြီးအန်နေတဲ့ပုံနဲ့ရေခတ်ကတွင်းစီတည်သွားတယ်။ဒါပေမဲ့ရေအများစုကလမ်းမတွေကယိုကျပြီး တွင်းစီရောက်တဲ့အခါပုံဟာပလာနေပါဖြစ်နေတယ်။အလုံးလဲကြိုးစားတာတော့တွင်းကိုရင်မပြေနိုင်တဲ့အတွက်စိတ်ပြဲရပါမိ။ဒင်းနီရဲကနေ့တိုင်းဆက်လုပ်နေခဲ့ပါတယ်။ဒီတောင်ဝင်ရဲ့အတိတ်ဘဲကိုနားမလဲပါမိပေါ့။တပတ်အကြာပင်မမီစိတ်တက်ကြနေတဲ့ဒင်းနီရဲဟာပလာနေပါဖြစ်နေတဲ့ပုံနဲ့အတူအီလန်ရဲ့အင်စီပြန်လာတယ်။အပေါ်ကျွန်တော်ကြရှုံသွားပြီးတွင်းကိုရင်မပြေနိုင်ခဲ့ဘူးလို့ပြောလိုက်တယ်။အီလန်ကနူးညံ့တဲ့အပြုံနဲ့မင်းမကြရှုံဘူး။ တကယ်တော့မင်းကငါလိုချင်တာကိုအပြေဝလုပ်ခဲ့တာလို့ပြောလိုက်တယ်။ပြီးတော့ဒန်နီယယ်ကိုနောက်ပြန်လှည့်ကြည့်ဖို့ပြောတယ်။ဒန်နီယယ်ရဲ့မျက်လုံးလေးကျဲသွားတယ်။သူနေတိုင်းရှောက်ခဲ့တဲ့၆သူရဲ့လမ်းဟာအခုတော့ဘန်တွေစိမ့်လန်းတဲ့ညခင်မြင်တွေနဲ့ပြေးနေပါပြီ။ဒါမလို့ဖြစ်တာလေ။ဒန်နီယယ်ကအံ့ဩတမ်းနဲ့မိတယ်။ဒီလိုင်းကညာပညာတောက်ပါတဲ့မျက်လုံးလေးနဲ့ရှင်းပြလိုက်တယ်။ပုံကနေယူကျသွားတဲ့ရေတွေကဒီလမ်းကိုအသက်သွင်းပေးခဲ့တာ။ အဲ့ဒီရေတွေက၆သိနေတဲ့လမ်းကိုပြန်စိမ်းလမ်းစီခဲ့တယ်။အေးလိုင်းကဆက်ပြောတယ်။ဒါဟာဘဝရဲ့သဘောပဲတင်နေရဲ့။ငါတို့အားလုံးမှာထိအပ်နေတဲ့ပုံလိုပဲအားနေချက်တွေရှိတယ်။ဒါပေမဲ့ငါတို့အထုံးမှုတွေကအချင်းနေမဟုတ်ဘူး။စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာဘန်းနိုင်ကို ရောက်မှသာရတာမဟုတ်ဘဲဒီဘန်းနိုင်စီသွားတဲ့လမ်းကြောင်းကိုတန်ဖိုးထားမှသာရတာ။သူအလေးနဲ့ထပ်ပြောတယ်။အရေးကြီးဆုံးကရောက်ရှိမှုမဟုတ်ဘူး။ငါတို့ဖြတ်တန်းရင်ခြံထားခဲ့တဲ့အရာပဲ။ ဒီအချိန်မှာဒေနီယယ်ရဲ့စိတ်ထဲမှာတခုခုပြောင်းလဲသွားတယ်။သူနားလဲသွားတာက သူလိုချင်တာတခုလုံးကိုမရရင်တော့သူခြေလမ်းတိုင်းနဲ့တနေရာမှာအလတ်တရားတခုခုဖန်တီးနေရဆိုတာပါပဲ။ဒေနီယယ်ဟာပို့ပို့ပါတဲ့နှလုံးသားနဲ့ဘဝကိုနားလဲမှုအသက်တွေနဲ့ရွာကိုပြန်လာခဲ့တယ်။ဒီပုံမြင်ကကျမတို့ကိုနှိုင်းဆိုင်တဲ့သင်ခန်းစာတခုပေးပါတယ်။ကျမတို့ဟာအဆုံးသက်ပန်းနိုင်ကိုသာအာယုံဆိုင်မိတတ်ပြီးကြီးမားတဲ့တခုခုကိုရမှသာပြည့်ရှင်မှုရမယ်လို့ယုံကြည်တတ်ကြတယ်။ ဒါပေမဲ့ဒန်နီယယ်လိုပဲတကယ်အလှတရားကပန်းနိုင်စီသွားတဲ့လမ်းမှာရှိရဲဆိုတာကိုတော့မင်းနေတတ်ကြပါရဲ့အဲ့ဒီရဲ့ပုံဟာကျမတို့ရဲ့အားနေချက်တွေအမားတွေစိန်ခေါ်မှုတွေကိုကိုးစားပြုတယ်ကျမတို့အမြဲလိုလိုလိုချင်တဲ့ရလတ်ကိုမရရင်တော့ကိုယ့်ရဲ့အာထုံမူတိုင်းကတစုံတယောက်ရဲ့ဘဝကိုအလင်းဖြစ်စေရဲဆိုတာသတိပြုမိဖို့လိုပါလိမ့်မယ်ဒီပုံမြင်ကကိုယ့်ရဲ့အားနေချက်တွေကြောင့်ဝမ်းနဲ့မနေဘူးတရားစာကိုသွားတဲ့လမ်းမှာဘလို့အလှတရားတွေဖန်တီးနေလဲလို့ကိုကိုကိုမေးဖို့တိုက်တွန်းထားပါရဲ့ ။ကဲအခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့လည်းဒီပုံမြင်လေးတွေကနေသင်ခန်းစာတစ်စုံတစ်ခုရရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရင်နေ့စဉ်ဘဝအမောရိကြတွေက အာဒတ်စရာခွန်အားဖြစ်စေမဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။